Maybridge မြို့ကြီးဟာစီးကားတဲ့ဈေးတွေညနေခင်းမီလုံးတွေနဲ့လှပတဲ့စားတောက်ဆိုင်တွေနဲ့ကြော်ကြပါတယ်။အဲ့ဒီထဲမှာ Aldersbro ဆိုတဲ့ရှီဟောင်းစားတောက်ဆိုင်လေးကထင်ရှားပါတယ်။အဆိုင်ကို Medemra ဆိုတဲ့လူသူတွေကိုဆွဲဆောင်နိုင်စွမ်းရှိတဲ့အမျိုးသမီးတဦးကဖွင့်ထားပြီးသူ့ရဲ့ဟင်းချိုတွေဟာအရသာရှိုံတင်မကပဲဆွဲလန်းစရာကောင်းလွန်းလို့လူတွေကတနိုင်ငံလုံးကနေလာရောက်စားတောက်ကြပါတယ်။ဒါပေမဲ့ဒီဆိုင်မှာအရသာထပ်ပိုးတဲ့အရာရှိနေပါတယ်။ ဟင်းချိုဦးတွေရဲ့အောက်ခြေမှာကလေးတွေရဲ့ငိုတံတွေပုန်းခိုနေတယ်ဆိုတာဘယ်သူမှမသိကြဘူး။တညာခုံးသီးပနေမှာ Emily Green ဆိုတဲ့သတင်းထောက်တဦးဟာဒီဆိုင်ရဲ့ထောက်တနေရာမှာထိုင်ပြီးမဆူစာအုပ်ထဲတစ်ခုခုရေးနေပါတယ်။သူဟာကလေးတွေပျောက်ွယ်နေတဲ့ဖြစ်စဉ်တွေကိုလိုက်လံစုံစမ်းနေသူပါထူဆန်းလာက Elders Bro ဆိုင်ကဟင်းချိုတွေရဲ့အရသာဟာဘလို့မှဖော်မပြနိုင်အောင် ကောင်းနေတယ်လို့ချီးမွမ်းခံနေရပြီးတစ်ချိန်တည်းမှာပဲကလေးတွေပျောက်နေတာပါအမောရရဲ့ဝမ်း ိုက်ထဲမှာရုတ်တရက်မတက်မတာခံစားရပြီးဂီဟင်းချိုထဲမှာပုံမှန်မဟုတ်တဲ့အရာတစ်ခုခုပါနေတယ်ဆိုတာသူမရဲ့ခန္ဓာကိုယ်ကသတိပေးနေတယ်လို့ပါပဲသူမကမက်ဒမီရာကိုစောင့်ကြည့်နေတယ်အဲ့မျိုးသမီးဟာသူ့ရဲ့ဟင်းအိုးတွေကိုလက်နဲ့ဖြည်းဖြည်းချင်းပုတ်တက်ရင်းကြောက်เสียကောင်းတဲ့အလှတရားနဲ့လှုပ်ရှားနေပါတယ်မိဖို့ချောင်နောက်ကတကားတွေကတင်းကျပ်စွာပိတ်ထားပြီးအဲ့ဒီကိုဘယ်တော့မှမပြုံးဘယ်တော့မှစကားမပြောတဲ့စဖို့မူကြီးနှစ်ယောက်ကစောင့်ကြက်နေပါတယ် အမီလီယာဟာသူမရဲ့ဟင်းချိုကိုအာယုံမပါဘဲမှွေနေမိတယ်။ရုတ်တရက်သူ့ရဲ့ကုတ်အင်ကြီးကိုတစုံတစ်ယောက်ကဆွဲငင်လိုက်တဲ့အသက်၈နှစ်လောက်ရှိတဲ့ကောင်လေးတစ်ယောက်ကသူ့ဘေးမှာရက်နေပြီးကြောက်လန့်နေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ညီမလေးကိုသူတို့ခေါ်သွားတယ်လို့တိုးတိုးလေးပြောလိုက်တယ်။အမီလီယာရဲ့နှလုံးခုန်တန်ကမြန်လာတယ်။ဘသူတွေလဲလို့သူမကတိုးတိုးလေးမေးလိုက်တယ်။ကောင်လေးကလက်ချောင်းချောက်သွားတယ်လို့နဲ့မိဖို့ချောင်ဘက်ကိုလက်ညှိုးထိုးပြီးအနီရောင်လဲပတ်တဲ့အမျိုးသမီး ူကတကြားလုံးပေးတယ်ပြီးတော့ညီမလေးပျောက်သွားတယ်လို့ပြောလိုက်တယ်။မက်ဒမီရရဲ့မျက်လုံးတွေက သူ့ရုပ်ဘက်ကိုလှည့်လာတယ်။သူမရဲ့နှကန်းတွေမှာနှေးကွေးပြီးကြောက်เสียကောင်းတဲ့အပြုံးတစ်ခုပေါ်လာတယ်။ချစ်စရာမိတ်ဆွေတို့အားလုံးအစဉ်ပြေရဲ့လားလို့သူမကနူးညံ့တဲ့အတန်နဲ့မေးလိုက်တယ်။အမီလီယာကကလေးကိုသူမရဲ့လက်နဲ့ကာကွယ်ပေးလိုက်ပြီးဟုတ်ကဲ့စကားနည်းနည်းပြောနေတာပါလို့အတင်းအဓမ္မပြောရင်းဖြေလိုက်တယ်။ မဒမီရရဲ့အပြုံးကပူကျလာပေမဲ့သူမရဲ့မျက်လုံးတွေကပူမောင်မိုက်လာတဲ့ဟင်းချူလေးကိုတေချာနှစ်သက်စွာ စားသုံးကြပါနော်လို့ပြောပြီးမိဖို့ကြောင့်လည်းကိုပြန်ဝင်သွားတယ်။ကောင်လေးကအမရရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကင်လိုက်ပြီးသူမက ကျွန်တော်တို့ကိုကြည့်နေတယ်လို့တရွှီရွှီနဲ့ပြောလိုက်တယ်။ MLA တိလိုက်တယ်။သူမဟာအမှန်တရားကို ဖော်ထုတ်ရမယ်။ဒါပေမဲ့လေထဲမှာတစုံတစ်ခုကထူထပ်ပြီးအသက်ရှူရခက်နေတယ်လို့ခံစားရတယ်။ ဒီရုပ်ဝတ်စမ်းကြမှုတွေကိုသူမတစ်ချက်နှစ်ချက်လှမ်းဝင်လိုက်တာနဲ့နောက်ပြန်လှည့်လို့မရတော့မှကိုတတိပေးနေတယ်လို့ပါပဲနောက်ဆုံးမှာတော့မိဖို့ကြောင့်တွင်းကပိတ်ထားတဲ့တကားတွေနောက်မှာဟင်းချိုဦးတွေထဲမှာတစုံတစ်ခုကလှုပ်ရှားနေပါတယ်အယိုးတွေနဲ့ဟင်းရည်တွေထက်ပုံမိုးဆိုးရွားတဲ့အရာတစ်ခုပေါ်အမ်လီဟာကောင်လေးရဲ့စကားကိုမေ့ပြစ်လို့မရဘူး သူမကကျွန်တော်တို့ကိုကြည့်နေတယ်ဆိုတဲ့စကားလေးဟာသူမရဲ့ရင်ဘက်ကိုတန်ချောင်းကြီးနဲ့ဖိထားတယ်လို့နာကျင်စွာခံစားရစေတယ်မဲတယ်မြူရိုက်ရဲ့မျက်လုံးတွေဟာကြည့်နေုံနဲ့မကဘူးသူမစောင့်နေတာသူမထထိုင်လိုက်ပြီးနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ကောင်းလေးဟာအရေးသေးကိုပြန်ပြောက်သွားပြီးလေထဲမှာဗန်လွန်အနဲ့ကျက်ပြီးအချိုမိုးရမ်းနဲ့ပဲကျန်ရစ်ခဲ့တယ် အမွေဟာနှဆိုင်စွာအသက်ရှူလိုက်ပြီးစိတ်ကိုတည်ငြိမ်အောင်ကြိုးစားတဲ့စားတောက်ဆိုင်ထဲမှာလူတွေရေမောတန်စကားတန်တွေနဲ့ပြည်နေပေမဲ့အားလုံးကမှားယွင်းနေတယ်လို့ခံစားရတယ်။ဇွန်ခတ်ရင်တွေရဲ့တက္ကမီတန်တွေကနယံတွေကနေပဲ့တင်ထက်ထွက်နေတယ်လို့ကြောက်စရာကောင်းနေတယ်။သူမရဲ့အတွင်းစိတ်မှာအရေးတကြီးလုပ်ရမယ့်အရာသူမထင်ထားတာထက်ပိုဆိုးတဲ့အရာတစ်ခုနဲ့နီးနေပြီဆိုတဲ့အတိတ်ကသူ့ကိုခြောက်လန့်နေတယ်။ ထမင်းဖိုးပေးပြီးတဲ့နောက်သူမဟာမိဖို့ချောင်ဘက်ကိုခြေလန်းနေနေနဲ့တွားလိုက်တယ်။နောက်ဖက်တကားကခလျားလျားပွင့်နေတဲ့အမျိုးရကတကားကိုဖွင့်ပြီးအတွင်းဘက်ကိုမျက်စိစွေကြည့်လိုက်တဲ့အခါမဲရမြွာဟာမိဖို့ရှိမှရက်ပြီးတဘာဝမကျတဲ့အလင်းတွေယူနေတဲ့အိုးကြီးတလုံးကိုမှွေနေတာမြင်လိုက်ရတယ်။သူမရဲ့တတိတွေကိုစူပြီးတကားကိုပိုဖွင့်တာမိဖို့ချောင်းတွင်းကိုဝင်လိုက်တဲ့မိဖို့ရဲ့မိန်ဖြောတဲ့အလင်းကအခန်းတစ်ခုလုံးကို အရေးရှိကြီးတွေနဲ့ဖုံးသွားစေတယ်။အရင်ကတခါမှစကားမပြောဘူးတဲ့စဖို့မူနှစ်ယောက်ဟာစင့်ပေါင်းရှိမှရုတ်တူလိုမလုပ်ပဲရက်နေကြတယ်။သူတို့ရဲ့အာယုံဟာအိုးကြီးတွေရှိမှပဲစိုက်နေပုံရတယ်။မဲလမြော်ကတော့ဖြည်းဖြည်းချင်းလှဲ့လာပြီးအမီလီယာကို ကြောက်စရာကောင်းတဲ့အေးဆေးတည်ငြိမ်မှုနဲ့ကြည်လိုက်တယ်။အိုးနင်ပြန်လာပြီလားငါတို့နဲ့ပူပေါက်မယ်လို့စောင့်နေတာအမီလီယာရဲ့နှလုံးခုန်တန်ကရင်ထဲမှာအတန်တွေထွက်လာတယ်ပျောက်ကွယ်သွားတဲ့ကလေးတွေ။ ဘယ်ရောက်သွားလဲမက်ဒမီရာရဲ့နှက်ခမ်းမှာတားရဲတရိတ်ဆန်လို အပြုံးတစ်ခုပေါ်လာတယ်။သူတို့ရဲ့နေရာကိုရောက်သွားပြီးလိုဝိဝါညင်ပါပါနဲ့ဖြေလိုက်တဲ့အမွေကြီး။ဟင်းချိုကောင်းမှုဆိုရင် အဖိုးတန်ဆုံးပစ္စည်းတွေလိုတယ်။အရေးသွေးအမြင့်ဆုံးဟင်းချိုကို အရန်ရှားပါတဲ့ပစ္စည်းတွေနဲ့ချက်ရတာ။အမွေကြီးဖြေဖို့မပြောနိုင်ခင်စဖိုးမူတယောက်ကဆူဆွနေတဲ့အဝတ်နဲ့ထုတ်ထားတဲ့အရာတစ်ခုကိုတဲလာပြီးဖြည်းဖြည်းချင်းဖွင့်ပြတယ်။ အဲ့ဒါကတော့ကလေးတယောက်ရဲ့အသက်မရှိတော့တဲ့လက်လေးအမူရရဲ့အစာအိမ်ထဲမှာလှိုင်းထလာတယ်လို့ခံစားရတယ်မဖြစ်နိုင်လို့တရွှီရွှီနဲ့ပြောလိုက်မိတယ်မက်ဒမီရာရဲ့အပြုံးကမပြောက်ဘူးငါတို့ကလိုအပ်တာပဲယူတာဒါပေမဲ့နင်ကကလေးတယောက်ထပ်ပူတန်နဲ့နင်ကငါရဲ့နောက်အိုးအတွက်အကောင်းဆုံးအသည့်ဖြည့်ဆွတ်မှုဖြစ်မယ်အမီလီယာရဲ့အသက်ရှူတန်တွေကကြားထဲမှာပြတ်သွားတယ်။သူမမြင်နေရတဲ့အရာကို အုံနောက်ကလက်မခံနိုင်လို့ဖြစ်နေတယ်ဖြူဖက်ဖြူရော်နဲ့လက်တစ်ဖက်ဟာသူ့မညံထဲမှာမီးလောင်ကျွမ်းသွားတယ်လို့ဆွဲကြံရစ်ခဲ့တယ်ဒါဟာပျောက်ဆုံးနေတဲ့ကလေးတွေရဲ့အကြောင်းအရာတစ်ခုလည်းမဟုတ်တော့ဘူးဒါဟာအကြောင်းမဖွဲအမှန်တရားပဲမယ်ဒမ်ယွဲရဲ့အတန်ကတိတ်ဆိတ်မှုကိုချိုးဖျက်လိုက်တဲ့ပိုးသားလူပြောင်းရင်းပေမဲ့အမောင်သူ့ရဲ့အရေးပါနေတယ်မင်းကြောက်နေတယ်မလားမကြောက်သင့်ဘူးဒီဟင်းချိုဟာလက်ဆောင်တစ်ခုပါငါတို့ယူလိုက်တဲ့ကလေးတွေဟာအတန်ရှင်းဆုံးပစ္စည်းတွေပါဘယ်တော့မှအလားတမဖြစ်စေဘူး နေနင်းကလေးတွေကိုဟင်းချို့အတွက်သုံးနေတာလားယောဂဒါဟာတဘာဝကြတဲ့အရာတစ်ခုလိုမျိုးဖြည်းဖြည်းချင်းကောင်းကြီးလိုက်တယ်ဟင်းချို့ချက်ဖို့အသက်ဆုံးလို့မှုလို့ရှားပါတဲ့အသက်ရဲ့အနှစ်သာရကိုဆေးဖက်ဝင်ပင်တွေဟင်းခတ်အမွေးကြိုင်တွေနဲ့ရောစပ်မှတာတကယ်ကိုပြည့်စုံတဲ့အရာတာကိုဖန်တီးနိုင်တာသူမရဲ့မျက်လုံးတွေက စပူမူးတွေဘက်ကိုလှည့်သွားတယ်သူတို့ဟာငင်ငိမ်လေးရနေကြတယ်ခန်းထဲမှာဟောင်းနှံပျက်စီးမှုရနဲ့နဲ့ဟင်းချိုစုပွက်နေတဲ့အနံ့တွေရောနေတယ်မင်းဒီနေရာမှာကြာမြင့်စွာရှိနေပြီးသားနော်ကငွေရရဲ့အတန်တုံနေတယ်ပြက်ကွယ်သွားတဲ့ကလေးတွေအားလုံးသူတို့တွေဟာမင်းရဲ့ဟင်းချိုတဲကပါဝင်ပစ္စည်းတွေဖြစ်သွားတာလားမဲတဲ့မြေရွာကပြုံးလိုက်ပြီးသူတို့တွေဟာဟင်းချိုရဲ့ဝိညာဉ်မှာ အထူးရတာကိုဖန်တီးပေးတဲ့အရာ သူတို့မပါရင်ဒီလိုအရသာမျိုးဘယ်တော့မှမရနိုင်ဘူးအမ်မိုးရဲ့ရဲ့အစာအိမ်ထဲမှာလှိုင်းထနေတယ်လို့ခံစားရတယ်ဒါပေမဲ့အခုထိတိုင်းထွာနေတဲ့အမှန်တရားကိုရပ်တန့်လို့မရဘူးဘယ်နှစ်ယောက်လဲရာဒီဆက်ဆုပ်ဖွဲ့ရအတွက်ကလေးဘယ်နှစ်ယောက်ယူခဲ့ပြီးလဲယူရာရဲ့မျက်လုံးတွေမှာပျော်ရွှင်မှုရိပ်လေးပါလာတယ်လိုအပ်သလောက်ပါပဲတချို့ကတငယ်ချင်းတို့လိုပါပဲသူတို့ကိုယ်တိုင်လာကြတယ်တခြားကဘာကအရသာကိုငတ်နေကြတာလေး ။အမလာရဲ့စိတ်ထဲမှာအရင်တုန်းကသူ့ကိုတတိပေးခဲ့တဲ့ကောင်လေးရဲ့ပုံရိပ်ပေါ်လာတယ်။သူပဲရောက်သွားလဲ။သူ့ကိုပါယရာကဖမ်းထားပြီးပြီလား။အလိုလျောက်အမွေဟာ နောက်တကားဘက်ကိုပြေးဖို့လှည့်လိုက်တယ်။ဒါပေမဲ့သူမလန်းမီ တကားဟာပျောက်ကွယ်သွားပြီးအမလာဘယ်သွားတာလဲ။ယရာရဲ့အတန်ကဓာသွားလိုထက်နေပြီးဟင်းချုံမပြီးသေးဘူးမမြည်စမ်းကျင်ဘူးလား အမီလီဟာသူ့လက်ကိုဆုပ်လွတ်ပြီးနောက်ပြန်လဲကျသွားတယ်ငင်းဒါပေမဲ့စကလုံးတွေဟာသူ့နှကမ်းမှာပဲရက်သွားတယ်မိဖို့ချောင်တကားဟာမရှိတော့ဘူးနယံတွေက သူ့ကိုဖိစီးလာတယ်လို့ခံစားရပြီးလေထဲမှာတေဆုံးမှုနဲ့နဲ့ဆူနေတဲ့ဟင်းချိုအနံ့ရောနေတယ်ယောရကသူ့စီကိုချင်းကက်လာတယ်မင်းထွက်ဖို့နောက်ကျသွားပြီးဒါပေမဲ့စိတ်မပူနဲ့မင်းဟာပိုကြီးမားတဲ့အရာတစ်ခုရဲ့အစိတ်ပိုင်းဖြစ်လာတော့မယ် စဖိုးမှုတွေဟာဝိညာဉ်မဲ့သောရုပ်တုကြီးများကဲ့သို့မျက်လုံးလည်းမရှိသလိုလှမ်းလာကြတယ်ဒါပေမဲ့အမ်လီဟာဒီအတိုင်းလက်မခံနိုင်ဘူးသူမရဲ့လက်ထဲမှာစူနေတဲ့ဟင်းအိုးတလုံးကိုစုပ်ကင်မိတဲ့ရွာရဲ့ဘက်ကိုပြစ်လိုက်တဲ့အခါဟင်းရီတွေဟာကျမ်းပြင်ပေါ်ကိုပတ်ကျသွားပေမဲ့ရောမမတုံလို့ဘူးသူမက ရေးနေတယ်ငါကို တားဆီးနိုင်မယ်ထင်လာတာနှစ်ပေါင်းရာချီပြီးငါဒီလိုလုပ်နေတာ Elders Brook ကနေဘယ်သူမှထွက်ခွာလို့မရဘူး MOY ရဲ့နှလုံးခုန်တံတွေကရင်ပတ်ထဲမှာပြင်းထန်စွာတတိမ့်တိမ့်ခုန်နေတဲ့အမှန်တရားကို သူမနာလေသွားပြီးဒီနေရာကထွက်ပေါက်မရှိမန်ဒမီရိုက်ရဲ့စားတောက်ဆိုင်ဟာတာမန်နေရာမဟုတ်ဘူးကလေးရီရဲ့အသက်တွေနဲ့ချက်လုတ်တဲ့မှောင်မိုက်ပူဇော်တက်ကနေရာပဲယေရာရဲ့ရေတံတွေကမိဖို့ကြောင့်တစ်ခုလုံးမှာပဲ့တင်ထက်နေချိန်မှာနမွေရဲ့အတွင်းမှာတခုခုကျိုးပဲ့သွားတယ်သူမဟာသတင်းထောက်တယောက်ဖြစ်ကနေအသက်အတွက်တိုက်ပွဲဝင်နေတဲ့အမျိုးသမီးဖြစ်ပြောင်းလဲသွားပြီး စဖိုးမှုတွေက သူ့စီကိုချင်းကပ်လာနေတယ်။သူတို့ရဲ့လှုပ်ရှားမှုတွေကတက်ရှိလူသားတွေမဟုတ်တလို့ချုံမွေးမှုမရှိမျက်လုံးတွေကအတွေးချုံမရှိနှစ်ပေါင်းရာချီပြီးတည်ဆုံနေတဲ့လူတွေရဲ့ကြီးတွားတန်တွေနဲ့လေဒူးတစ်ခုလုံးပြည့်နေတယ်လို့ခံစားရတယ်။ Emily ဟာစပွဲပေါ်ကထလီဒါကြီးတစ်ချောင်းကိုကောက်ယူလိုက်တဲ့ယောဂါကသူ့မျက်လုံးတွေထဲကဆွဲကိုမြင်ပြီးတည်မြင်နားလဲတယ်လို့ပြောလိုက်တယ်။တတိရှိတာပဲ။ဒါပေမဲ့တတိတွေကမင်းကိုမကယ်နိုင်ဘူး။ အမီလီဟာမတုမဆုပ်ပဲယောစီကိုဓာတ်နဲ့ထိုးလိုက်တယ်ဒါပေမဲ့ဓာတ်သွားကယောရဲ့အရေးပြားကိုထိလိုက်တဲ့အခါသူမရဲ့ပုံရိပ်ဟာမိန့်ဖြော့သွားတယ်တကယ်ကိုမရှိပဲအရေးတစ်ခုလိုကွေးညွတ်နိုင်တယ်ယောရဲ့မျက်လုံးတွေမှာမိတောက်လိုအစာငတ်မှုတက်လာတယ်ငါ့ကိုတတ်နိုင်မယ်ထင်တာလားဒီနေရာကငါဥစ္စာငါကိုယ်တိုင်ကဟင်းချိုပါ အမီလီဟာလှဲ့ပြီးစပူမှုတွေစီဓာတ်နဲ့ထိုးလိုက်တယ်ဓာတ်သွားကသူ့အသားကိုဖျက်သွားတဲ့အခါ တွေးစားမိခိုးနဲ့ကြီးတွေထွက်လာတယ်သူတို့ဟာ ဖုံမုံလိုကျမ်းပြင်ပေါ်ပြူကျသွားတယ်ဒီနေရာဟာအစ်စ်မှန်မဟုတ်ဘူးယူရရဲ့ဆွာနဲ့ဖန်တီးထားတဲ့အိမ်မဆူတစ်ခုပဲတစ်ချိန်တည်းမှာပဲအမလီယာရဲ့အုံနောက်ထဲမှာကောင်လေးရဲ့စကားပြန်ကြားလာတယ်သူမကတကြားလုံးပေးတယ်ပြီးတော့ညီမလေးပြောက်သွားတယ်တကြားလုံးဟင်းချိုရဲ့ဝိညာဉ်အမလီယာ ရဲမျက်လုံးတွေကျဲလာတယ်။သူမဟာစပွဲပေါ်ကတကြားလုံးအိုးတလုံးကိုကောက်ယူပြီးချမ်းပြင်ပေါ်ပစ်ခွာလိုက်တယ်။တကြားလုံးတွေဟာနေရအနှံ့ပြန့်ကျဲသွားပြီးချုံမြင့်တဲ့အနှံ့တွေလေထဲမှာပြန့်နှံ့သွားတယ်။ရရရဲ့မျက်နှာမှာပထမဆုံးအကြိမ်ကြောက်ရွံ့မှုပေါ်လာတယ်မဖြစ်ရ။ လို့တရှိရှိနဲ့ညှိလိုက်တယ်မိဖို့ချောင်းနေရန်တွေကွဲအပ်လာတဲ့ယရဟာအတန်ပြင်းထန်စွာအော်ဟစ်ပြီးပြောက်ွယ်သွားတဲ့ကြံရင်ခဲ့တာကကြက်ပြီးတကြားရင်နဲ့နင်းငယ်သားမမီလီဟာအသက်ရှူမှန်အောင် ကြိုးစားရင်းနောက်ပြန်လဲကျသွားတဲ့တကားဟာအပြင်ဘက်ကိုဟနေပြီနေအောင်ကြီးအောက်မှာသူမရက်လိုက်တဲ့အခါ Elders Brother ရဲ့တကားရီဟာအမြဲဖွင့်ထားစေဖြစ်မယ်ဒါပေမဲ့အခုတော့အမလီဟာအနိုင်ရခဲ့ပြီး အမီလီယာက elders brother ရဲ့ကျင်စာကိုချိုးဖျက်နိုင်ခဲ့တယ်။ဒါပေမဲ့ဒီမျိုးရဲ့အရေးတွေထဲမှာကလေးတွေကိုစောင့်ဖမ်းဖို့အမွေးကြိုင်ဆိုးတွေဆက်လက်လွင့်နေသေးပါပဲ။ Madam Mira နဲ့သူမရဲ့မန်နန်ဟင်းချိုအိုးကြီးတွေကဖုံမှုန့်တွေအဖြစ်ပျောက်ွယ်သွားခဲ့ပေမဲ့လူသားတွေရဲ့ဖတ်တခါစားရုံနဲ့ဆွဲလန်းစေတဲ့အရာတာကိုလိုချင်တဲ့စိတ်နဲ့တဘာဝလုံတဲ့အရာတာတွေပေါ်တတ်မှတ်မှုတွေကတော့ဘယ်တော့မှပျောက်ွယ်သွားမှာမဟုတ်ဘူး။ ်အမင်းလျက်ကဒီအမှန်တရားကိုမှတ်တမ်းတင်ခဲ့တယ်လူတွေကိုတတိပေးချက်အဖြစ်ပြန့်နှံ့စေခဲ့တယ်အယမ်းချို့လို့တဲ့အရာတိုင်းမှာမင်းမမြင်နိုင်တဲ့အနေတစ်ခုခုပုံခုနေတတ်တယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်